အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမှာကတော့ဆရာကြီးဝင်းဖေရဲ့ဗဒမြလက်စွဆိုတဲ့ဝိထုတူပဲဖြစ်ပါတယ်ရှင် ြုတ်ခန့်ငယ်ငယ်ကလူပြိုပေါက်အရွယ်ကဒူဒူချာချာအိမ်မက်တစ်ခုကို450ကဇက်တိုင်မဖူးတယ်။အိမ်မက်ထဲမှာနေရာဒေသတွေအချိန်တွေသာအပြောင်းလဲရှိတယ်။အကြောင်းအရာတစ်ခုကတော့ထက်ပြန်တလဲလဲပါတတ်တယ်။အဲ့ဒါကဘာလဲဆိုတော့ကျုံရင်ဘယ်ဘက်လက်ကြွယ်ပေါ်မှာဗဒမြလက်စလီဝစ်စင်လျက်တာပါပါနေတဲ့အကြောင်းပဲ။ ချိန်ကိုကြည့်လိုက်တော့၈နာရီ15မိနစ်ပဲရှိသေးတယ်။ကိစ္စမရှိဘူး။ဘန်နာဗင်လေးအောက်ကအုတ်ခုံမှထိုင်ရင်းစောင့်ရတော့မှာပဲ။နေဝရတိုက်ကြီးရဲ့အောက်ထက်တကားတွေကလည်းပိတ်ထားတော့မှရှိသေးတယ်။ကားကိုပြန်လွှတ်လိုက်မယ်။ကလေးတွေကြောင့်ပို့ပြီးမှတခါတည်းဝင်ကြတော့လို့မှားလိုက်တယ်။ဘန်နာဗင်ကလေးစီကိုရှောက်လာတော့အဲဒီဘန်နာဗင်ကလေးအောက်မှာပဲစလုံးကားလှလှလေးတစ်စီးငင်းငင်းတာတာထိုးရိုက်လိုက်တာကိုတွေ့ရတယ်။ ကာပေါ်ကမင်းမချုံလေးတယောက်ဆင်းလာတယ်။အသက်ကတော့30ဝန်းကျင်လောက်ရှိပြီထင်ရတယ်။ဇလုံကားလေးထွက်သွားတော့အဲ့ဒီမင်းမချုံကဗန်နာပင်အောက်မှာရရင်တောင်မြဝဲရာကိုကြည်ရင်အကဲခဲရင်ကြံ့ရစ်တယ်။အောက်ဆုံးလက်တကားမဖွင့်သေးတဲ့နဝရတိုက်ကြီးကိုလည်းကြည်တယ်။အော်တိုက်တိုက်ဆိုင်ဆိုင်ပါပဲလား။သူလေဒီနဝရတိုက်ကိုလာတာပဲစောနေတီလူကားကိုပြန်လွှတ်လိုက်ပြီ ီဘန်နာပင်အောက်ကရက်ဆောင်ဖို့စဉ်းစားပုံချင်းလေးတူနေပုံရတယ်။သူကဘန်နာပင်ရဲ့မြောက်ဖက်မှာရက်နေတယ်။အဲဒီတော့ကိုကလည်းဘန်နာပင်ရဲ့တောင်ဘက်အုပ်ခုံဆုံးမှာဝင်ထိုင်လိုက်ရတယ်။အင်းသူကလည်းကိုကိုလှမ်းကြည့်ပြီးအကဲခဲရင်ကို့လိုပဲတွေးမိပုံရတယ်။ထားပါ။ကြောင်ဆရာမတယောက်နဲ့တူပါတယ်။ကိုလိုပဲအိမ်နောက်ရှိသလားမရှိသလားဆိုတာတော့မသိကြဘူး။ အမှတ်တမှတ်ကြည့်ရတာတော့အပြိုကြီးဖြစ်ဖို့များတယ်။ကဲကဲဘာပဲဖြစ်ဖြစ်တိတ်ကြည့်လို့လည်းမကောင်းဘူး။ तू အနေရထိုင်ရခက်လိမ့်မယ်။ဘာဒီဘာသာပဲနေလိုက်တာကောင်းပါတယ်။ तू မကြည့်ပဲနေလိုက်ပင်မဲသူ့အကြောင်းတော့နင်းနေဆက်တွေးမိသေးတယ်။ဒီတိုက်ကိုလာရဲဆိုတော့ဘာကိစ္စများပါလဲ။ဒီတိုက်ရဲ့အောက်ထပ်မှာကတော်တော်ကျဲတယ်။ဒီပိုင်းမှာနိုင်ငံခြားလေးရင်ကုမ္ပဏီတစ်ခုရဲ့ကိုယ်စားလှယ်ရုံးခန်းရှိတယ်။ ပြီးတော့ဆေးကန်းတစ်ခုလည်းရှိတယ်။အရေပြားနဲ့ပတ်သက်တဲ့ယောဂါပါရကူဆရာဝန်ကြီးတယောက်ထိုင်နေ။နောက်ပိုင်းမှာတော့အိမ်ရှင်နေတဲ့အခန်းကျယ်ကြီးတွေလည်းရှိသေးတယ်။အဲဒီအိမ်ရှင်ကပဲသတင်းစာမှာညထည့်ပြီးဇန်နီယာဆရာလူရှိကြောင်းကြေညာထားတယ်လေ။နီယောကိုကထိန်းထိန်းသိမ့်သိမ့်လှုပ်ပြီးသူ့ကိုမကြည့်ဘဲနေပေမဲ့သူ့အမ냐ကိုကိုကြည့်နေလိမ့်မလား။ အကဲခန့်နေလေမလားလို့လဲတွေးမိသေးတယ်။ကိုဟာကိုတော့အမှတ်တမဲ့ပြုံးလိုက်မိသေးတယ်။ဘေးလူတွေမြင်ရင်တော့ဘာထင်ကြမလဲပဲ။တယောက်တည်းပြုံးနေတယ်ဆိုတော့ဝမ်းဝင်ယူလို့ထင်သွားကြမလားပဲ။ဒါပေမဲ့လမ်းပေါ်မှာလူသွားလာတော်တော်နေသေးလို့တော်သေးတယ်။လူဝက်တာထက်ပိုပြီးစူးစူးညံ့ညံ့ဒုံလုံးတိုင်းတိုင်းနဲ့ဘတ်စကားကြီးတစ်စင်းလမ်းတစ်ဖက်ကမှတ်တိုင်းမှာထိုးဆိုင်လာတယ်။ ပုံကြည့်ရတာခီးတဲ့တော်တော်များများဝေါခနေစဉ်းစားမဲ့ပုံပဲ။ဒါပေမဲ့ဘက်စကားကချက်ချင်းဆိုသလိုပြန်ထွက်သွားတော့ခီးတဲ့တယောက်ပဲစင်နာကိုတွေ့ရတယ်။တော်တော်သတိဝိရိယလွန်ကဲတဲ့သူ ဖြစ်ပုံရတယ်။အတော်ကြီးကို အတော်လာကျဲတဲ့လမ်းကို ဖြတ်မကူခင်ဘယ်ကြည့်ညာကြည့်ဘယ်ပြန်ကြည့်စိုးရာရီပါရီလှုပ်လိုက်သေးတယ်။ပြီးတော့မှခတ်တုတ်တုတ်လမ်းကိုဖြတ်ကူးလိုက်တယ်။ဒီဘက်ရောက်တော့မှခြေလန်းတုံသွားတယ် နေဝရတိုက်ကြီးအောက်ထက်တကားတွေမပွင့်သေးတာကိုသတိထားမိပုံရတယ်။အင်းသူလဲဒီတိုက်အောက်ထက်မှာကိစ္စရှိလို့လာတဲ့လူပဲကို သူကတော့ဘန်နာမင်းအောက်ကိုမလာပဲပလက်ဖောင်းထိပ်မှရက်ပြီးနိုင်ကြည့်လိုက်တိုက်ကိုကြည့်လိုက်နဲ့လုံနေတယ်။သူလူလူနှစ်ယောက်ဘန်နာမင်းအောက်မှာရှိနေတာဆိုတာသိပုံမရဘူး။စဉ်းစားမိပုံလည်းမရဘူး။သူကိစ္စသူစိတ်ဝင်စားတတ်တဲ့အချင်းရှိပုံရတယ်။ အဲ့ဒီအချိန်မှာသတိမိပြီးမိမချောကိုဖျက်ကနေလှမ်းကြည့်မိတယ်။တော့သေးတာပေါ့။သူကကိုကို ကြည့်မနေလို့။သူကလည်းကြည့်နေတယ်ဆိုရင် သိတယ်မဟုတ်လား။အကြည့်ချင်းစုံသွားတာတို့မျက်လုံးချင်းစုံသွားတာတို့ဆိုတာမျိုးတွေရှုပ်နိုင်နေ။ကိုကအဲ့လိုမျိုးမှမဟုတ်ပဲ။ဟောဗျာဒုက္ခပဲ။မိုးပွဲကလေးကြလာပြီ။ဘယ်လိုလုပ်ကြမလဲ။ဘယ်နာမင်းအောက်ဆိုပေမဲ့လုံလုံလေးလေးတော့မဟုတ်ဘူး။ အပင်ကသေးတယ်အကိုင်းကကျဲတယ်သုံးယောက်သားညီစရာတိုက်မင်းစရာတော့မလိုဘူးနေဝရတိုက်ရှိကဇင်ဝင်ငယ်လေးအောက်ကိုပြေးဝင်ကြရတယ်နေရကတိတ်ကြဲကြဲဝုန်းဝုန်းရှိလာတာမဟုတ်ဘူးသုံးယောက်သားတယောက်နဲ့တယောက်နှစ်ပေစီချားပြီးရက်မိကြတယ်ဒါပေမဲ့တရားကိုတရားမိစေစကားမေလာမြန်လာမလောက်မိကြဘူးဒီလိုပဲမိုးရေမိုးပေါက်တွေကြတာကိုအကဲခတ်လိုက် ခေါင်းပေါ်ပါပေါ်အဝတ်ပေါ်ကရေစက်ရေပောက်တွေကိုခါလိုက်ပို့တက်ချလိုက်ဆိုတာမျိုးတွေပဲလုံနေမိကြတယ်။မိမချောကအလဲမှာနေရာယူမိလက်သားဖြစ်နေတယ်။သူကလည်းဘသူမျက်နှာကိုမှမကြည့်မိအောင်ပြ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 နဲ့ဟန်လုံနေနိုင်ပါတယ်။ဟိုလူကလည်းလက်မကူပဲအကြည့်များတယ်။ကိုကတော့မိမချောရဲ့မျက်နှာကိုမကြည့်ဖြစ်ပေမဲ့သူ့ဘဲဘက်လက်ကိုတော့ခါးစီပေါင်းစီမှမှုအမှတ်တမဲ့ငေးဆောင်ကြည့်မိတယ်။ စိတ်ထဲမှာထိတ်ခနဲဖြစ်သွားတယ်။မိမချောရဲ့ဘေဘက်လက်လက်တကျွဲမှာဗရမြလက်စုလှလှတကွင်းဝစ်ထားတာကိုတွေ့ရတယ်။ဗရမြလှလှလေးတပွင့်ကို စိန်တွေဘာတွေမယံမဲသူ့ကြီးတသက်တပွင့်နဲ့ကွင်းထားတဲ့လက်စုကလေးပဲ။ကျွန်တော်ရင်တွေတိတိတသာခုန်လာတယ်။တချိန်ထဲမှာပဲမိမချောကိုကြော်ပြီးဟိုဘက်ကလူရဲ့လက်တွေကိုကြည့်လိုက်မိသေးတယ်။အဲ့လိုကြည့်လိုက်မိတော့စိတ်တွေပိုပြီးလှုပ်ရှားစရာဖြစ်ကုန်ပြန်နေ။ အဲဒီလူကသူ့ရဲ့ညာဘက်လက်နဲ့သူ့အင်ဂျီအိတ်ထဲမှာရှိတဲ့မိချစ်ကိုထုတ်ယူလိုက်တဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်။ညာဘက်လက်မှာလက်တကြွတစ်ချောင်းပြက်နေတာပဲ။ဘယ်ဘက်လက်ကတော့အကောင်းပကတိပါပဲ။သူ့လက်ချောင်းတွေဟာသွေပြောင်းရှည်များပြီးတော်တော်တက်တက်ရရဲ့နဲ့ကြီးလိုကောင်းတဲ့လက်ချောင်းတွေပဲ။သူ့ညာဘက်လက်ကလက်တကြွလေးပြက်နေတာတခုဟာတော်တော်ကြီးစိတ်မကျေနပ်စရာ ကြည်ကွဲစရာကောင်းပါတယ်။ ကိုဖိုကတော့မိမချိုးရင်ဘေးဘက်လက်တွေကဗဒများလက်ဆွရင်ထိုလူရင်ညာဘက်လက်မှာလက်တွေပြက်နေတယ်ဆိုတဲ့အကြောင်းတွေဟာအလွန်စိတ်လှရှားစရာကောင်းတဲ့တိုက်ဆိုင်မှုတွေပါပဲ။ဗာပြုလို့လဲဆိုတော့ကျုံရင်ဘေးဘက်လက်လက်တွေပေါ်လက်ဆွဝင်ရမယ့်နေရာမှာနီးရဲနေတဲ့အနာတစ်ခုရှိတယ်လေ။ဒါမညာရိုးရိုးအနာမဟုတ်ဘူး။ကိုဘဝမှာတတော်ကြီးကို စိတ်နှောက်ရှက်ပေးခဲ့တဲ့အနာဖြစ်နေတယ်။ ဖြစ်နေတာမှတတော်ကိုကြားပါပြီ။ကျုပ်ခန်းငယ်ငယ်ကလူပြိုပေါက်အရွယ်ကထုထုကြကြအိမ်မက်တစ်ခုကို450ကဇက်တိုင်မှဖူးတယ်။အိမ်မက်ထဲမှာနေရာတွေဒေသတွေအချိန်တွေသာ အပြောင်းလဲရှိတယ်။အကြောင်းအရာတစ်ခုကတော့ထက်ပြန်တလဲလဲပါလာတတ်တယ်။အဲဒါကဘာလဲဆိုတော့ကျုပ်ရဲ့ဖေဖေလက်သွဲပေါ်မှာဗဒမြလက်စုပ်ကလေးဝတ်ဆင်လျက်သားပါပါနေတဲ့အကြောင်းပဲ။ အဲ့ဒီဗရမလက်စုပ်ကလေးကကျုပ်မျက်စီထဲမှာတိတ်လှနေတယ်။တိတ်ကိုဆွဆွလန်းလန်းဖြစ်ခဲ့တယ်။အိပ်ပြောရကနေနူးလို့အိမ်မက်မန်သိရတဲ့အခါကျုပ်ရင်ထဲမှာအကြီးကြီးဟာပြီးကြင်ရစ်တက်တယ်။တမန်အားဖြင့်ကျုပ်ငယ်ငယ်ကလက်စုပ်ဝတ်ဖို့လုံးဝဝါသနာမပါပါဘူး။တကယ်ဆိုကျုပ်မိဘတွေကအတော်အသင့်တော့တတ်နိုင်ကြပါတယ်။ဒါပေမဲ့ကျုပ်ဝါသနာမပါတော့ဘာလက်စုပ်မှဝယ်မပေးကြဘူး။ ခတ်တာကကျုပ်အိမ်မထဲကဗဒမြလက်စလိုမျိုးကလည်းအပြစ်မှရှိမယ်လို့ကျုပ်လုံးဝမထင်ဘူး။ဟိုနေရဒီနေရဆိုသလိုကျုံရင်ကျုံသလိုရှာဖွေကြည့်ပါနဲ့။ကျုပ်အိမ်မထဲမှာတွေ့တဲ့ဗဒမြလက်စုပ်ကလေးလိုလှတဲ့ပစ္စည်းမျိုးမတွေ့မိတာတော့အမှန်ပဲဒီတုန်းကကျုံမိပါတွေကိုလည်းတကူတကနဘူးနဆာမလုံးမိပါဘူးဘာဖြစ်လို့ရဲ့တော့မပြောတတ်ဘူးအဲ့လိုပူဇာလို့ရမယ်ဗဒမြလက်စုပ်မျိုးကိုလည်းကျုံမလို့ချင်ပါဘူး ဒါပေမဲ့တိတ်ခတ်နေတာကခဏခဏအိမ်မက်မက်နေတဲ့ဗဒံများလက်စွန်းအိမ်မက်တွေပဲကျုပ်ပြောခဲ့သလိုပဲနေရသေးတာတွေအချိန်ကာလတွေပတ်ဝန်းကျင်အခြေအနေတွေအကြောင်းအရာတွေသာ ပြောင်းပြောင်းသွားတယ်ကျုပ်ပဲပဲလက်လက်တကျွဲမှာတော့ဗဒံများလက်စွန်းကလေးဟာရှိရှိနေတတ်တယ်အဲ့ဒီအိမ်မက်ကိုမတ်တိုင်းမတ်တိုင်းလဲကျုပ်မှာအဲ့ဒီဗဒံများလက်စွန်းကလေးကို မမတ်ဆက်ဆက်ကြည့်မိဇွဲလန်းမိတာကတော့အမြဲပဲအိမ်မကနူးနူးလာတိုင်းမကြင်မနှက်ဖြစ်ရတဲ့အဖြစ်က ပူပူဆိုးလာတယ်။ဒါပေမဲ့အဲ့ဒီအိမ်မက်တကယ်တဲ့အကောင့်တွေပေါ်လာတဲ့နေ့မှာတော့ပထမကျုပ်မပြုံးမဲဝလုံးကွယ်ရည်လိုက်ချင်တယ်ဆိုတာလို့ဖြစ်မိတယ်။တညမှာဗရမြလက်စွပ်အိမ်မက်ကိုခါတိုင်းထဲအချိန်ကြာကြာမှတ်တယ်။နောက်အိမ်ယာကနူးလာတယ်။ မနဲ့မိုးစင်စင်လင်းနေပါပြီ။ခါတိုင်းလိုပဲကျုံရင်ဘဲဘဲလက်လက်ကြွယ်မှကြိတ်လိုက်တော့နီရဲနေတဲ့အနာလေးတစ်လုံးပေါက်နေတာတွေ့ရတယ်။ကဲကျုပ်ပြောသလိုရည်စရာမကောင်းဘူးလား။အဲ့ဒါရည်စရာမဟုတ်ဘူးခမ။အဲ့ဒီအနာကလေးဟာပောက်ခါစားမှသာနီနီရဲရဲလေးနဲ့ဗဒမြလက်ဆွလေးလိုရသေးစိတ်ပြေးကျိနဲ့စရာဖြစ်ပေမဲ့နောက်ပိုင်းကျတော့အကြီးအကျယ်ရရန်လာတယ်။ပို့လို့မရ၊ကုတ်လို့မရနဲ့။ အခြေအနေကသိခံပြင်းစရာကောင်းတယ်။အရာပြောက်အောင်စိတ်ရှိလက်ရှိကုတ်ပစ်လိုက်ပြရင်လဲအနာပဲထွက်သွားပြီးပြဿနာပိုကြီးလာမှလဲကြောက်ရသေးတယ်။အဲ့ဒီအနီဘူးကလေးရဲ့ဘေးပက်လေကိုအသားရပို့တက်ကုတ်ပြန်တော့လဲရတဲ့ရန်နဲ့ဝေဒနာမသက်သာဘူးဖြစ်နေတယ်။ပိုဆိုတာကနောက်တနေ့လဲရောက်ရောရရန်နဲ့အစင်ကကြော်ပြီးနာလာကြိုက်လာတယ်။နောက်တော့အကြီးကျယ်နာတော့ကြိုက်တော်တာပဲ။ အဲ့ဒီကလေးကပြဿနာဆလာလိုက်တာ အခုဆိုတနှစ်တောင်ကျော်လာပြီဆရာဝန်တွေလည်းစုံပြီတိုင်းရင်စီဆရာတွေလည်းများလှပြီဘေးရင်ရတရားကိစ္စရောစုံတင်နေတင်ဆိုတဲ့ကိစ္စတွေရော အများကြီးအများကြီးလုတ်ခဲ့ပြီးပြီဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ကုရင်ပို့ဆိုးလာတတ်တယ်မကူပဲထားရင်ပျောက်တော့မပျောက်ဘူးဒါပေမဲ့ကြီးမလားကျဲမလားဘူးအဲဟိုဗဒမြလက်စွပ်က ဗဒမြားလေးအရွယ်လောက်မှတန့်ခံနေတတ်တယ်။အဲ့လိုနဲ့ခုနောက်ပိုင်းမှာတော့ကျုံကုလည်းမကုရဲတော့ဘူး။အလွန်ဆုံးဝမ်းနှုတ်ဆေးလေးပါလေးစားပြီးတက်နိုင်သမျှတတ်တာအောင်သာနေရတော့တာပဲ။အဲ့လိုဆိုရင် အနာလေးကဗဒမြားလက်စုပ်ကလေးဝတ်ထားသလိုပဲနေရင်းနေတတ်တယ်။ကျုံမှာအဲ့ဒီပြဿနာနဲ့ငိုရမလို့ရီးရမလို့ဖြစ်နေတာကြာပါပြီ။အဲ့ဒီတော့မိမချောရဲ့လက်ကဗဒမြလက်စုပ်ကိုမြင်ပြီးတော့ ကျုပ်စိတ်ထဲမှာထိတ်ခနဲ့ပြတ်သွားတာလွန်သွားသလားဗျာကျုပ်ကအဓိကအဖြစ်လက်မှုပညာတဲ့တယောက်ပါကျုပ်လက်နှစ်ဖက်လုံးရဲ့တန့်ဆွမ်းကြမ်းမှမှုကြံ့ခိုင်တည်ငြိမ်မှုဟာအလွန်ရေးကြီးတယ်ကျုပ်လက်တကြွယ်ပေါ်ဟာအနာကြောင့်ကျုပ်လုတ်ကိုင်းမှာအများကြီးအနှောက်ယှက်ဖြစ်ခဲ့ရတယ်ဗာလေးလှုပ်လိုက်လှုပ်လိုက်ဒီအနာကတက်မောင့်ဖြစ်နေတယ်ဒီအနာလေးရှိနေတဲ့အတွက်ကျုပ်လက်မှုပညာဟာအထုတ်ထိတ်ရောက်နိုင်မှု လုံးဝမဖြစ်နိုင်တော့တာဟာဝမ်းနည်းစရာပဲ။ ခဏခဏတွေးတွေးပြီးကြည်ကွဲဝန်းနေရတဲ့အတွက်စိတ်ကူးစိတ်တန်းတိတ်ပြတ်တယ်။အကျန်စီတွေလည်းပြက်ပေါင်းများလှပြီ။ကျုပ်ပြောသလိုနီးမြူးမြူးနဲ့ကုတာလည်းမပြောင်းပိုးတော်ဆိုးလာသေးတယ်။ဒီတိုင်းထားလို့ကလည်းပိုးသာဆိုးမလာမဲပျောက်သွားတက်သာသွားတယ်လို့လည်းမဟုတ်ပြန်ဘူး။ပက်တီးတို့ပလတ်စတာတို့ဂွန်းတို့စာတီးတို့ကိုစိထပတ်ထားလို့မရှိတဲ့အခါဗရမြလက်စုပ်ကလေးဝတ်ထားလို့ဖြစ်နေတဲ့ကိစ္စဟာ ကျုပ်ဘဝကြီးတစ်ခုလုံးကိုမထီတထီနဲ့လောင်ပြောင်နေတာလို့ခံစားရတယ်။ဘာလို့လို့နဲ့မိုးရောင်ပြန်တိတ်သွားပြီ။ကားသွားလာလူသွားလာလဲတတော်စီကားလာပြီ။ဟိုဘက်အစွန်ကလူဘာစိတ်ကူးရပြန်နေမသိဘူး။ကြပြကြရနဲ့အင်ဂျီအိတ်သေးကလက်ကင်မွားကိုဆွဲထုတ်လိုက်တယ်။အစင်မသိခြင်းတော့အိတ်သေးကအခြားစာရွက်တူစာရွက်စာတွေရောပစံတွေရောတိုလီမိုလီတွေရောဝေါခနေအားလုံးထွက်ကြကုန်တယ်။ platform ပေါ်ကတဆင်းလမ်းမပေါ်ကြကုန်ပြက်ကုန်တော့လင်းအကုန်ပြက်ကျဲလွင့်စင်ကုန်နေ ကျုပ်လည်းဘလို့ဘလို့ရောက်သွားတယ်မသိဘူး။သူပစ္စည်းလေးတွေကိုကုညီကောက်ပေးဖို့လုပ်မိတယ်။အဲဒီအချိန်မှာမိမချောက ရုတ်တရက်လမ်းတစ်ဖက်ကိုကြပြကြရကူးသွားတယ်။ဟိုလူရဲ့ပစ္စည်းလေးတွေကိုတက်နိုင်သမျှကောက်ပေးရင်လမ်းကြီးလိုက်တော့သူ့ကိုလာကြတဲ့ကားရောက်နေတာတွေ့ရတယ်။မဆောင်နိုင်တော့လို့ပြန်တော့မယ်ထင်နေ။အဲဒီအချိန်မှာပဲကျုပ်တို့ရှိတဲ့ platform ဘက်ကိုစလုံးကနှစ်စီးရှေ့ဆက်နောက်ဆင်းထိုးဆိုင်လာတယ်။ ။ဒစီကအေးပြားယောက ပါရဂူကြီးရဲ့ကားပဲ။ဇရာကြီးအိမ်တွေရရနဲ့ဆင်းလာတယ်။နောက်ဒစီမှာကတော့လေရင်ကိုစလေရုံကတာဝန်ခဲ့မျိုးသမီးရဲ့စည်ရေးမလေးရဲ့တောက်တော်မေရရှောက်လို့ရတဲ့အသားဖြူဖြူနဲ့လူတယောက်ရဲ့ခက်တွက်တွက်ဆင်းလာကြတယ်။အဲပြားအချိန်ကိုက်နေတာပဲ။နဝရတကြီးရဲ့ဥပဇာတက္ကမကြီးကလည်းအထဲကဖွင့်လိုက်လို့ပွင့်လာတယ်။ ဇေယဝန်ကြီးလဲဝင်မဲ့လို့ရောသူကူနှစ်ယောက်ဖြစ်တဲ့အမျိုးသမီးနတ်စ်နဲ့ကွန်ပေါန်ဒါလိုလူလဲဘယ်ကဘလို့မှမသိဘူးရောက်လာတယ်။ကျုပ်ကမရွှေချောရှိရာကိုလှမ်းကြည့်မိတယ်။သူလဲအချိန်နေအားလုံးကို မြင်တဲ့သဘောပါပဲ။ဒီဘက်လမ်းကိုပြန်ပြီးကူးလာတယ်။လက်တကြွယ်လေးတစ်ချောင်းမရှိတဲ့ဇေယကလည်းကျုပ်ကိုကျေးဇူးတင်တဲ့အကြောင်းပြောရင်းသူပစ္စည်းတူလီမုတ်စာတွေကိုစီရင်စီရင်အိတ်ထောင်ထဲပြန်ထည့်နေတယ်။ အထဲကိုဝင်သွားတဲ့လူတွေအလောက်ခန်းတီးတီးမှနေသားတကျဖြစ်ပါစီအောင်ဆိုတဲ့စိတ်နဲ့ကျုပ်တို့အထဲမှွန်ကြသေးပဲခဏလောက်စောင့်နေကြသေးတယ်။တင်းလောက်ပြီဆိုတဲ့အချိန်ကျမှကျုပ်ကမတ်ရွှေချောကိုလှမ်းကြည့်လိုက်တယ်။မိမသားကိုဥစားပေးတဲ့သဘောမရွှေချောကလည်းကျုပ်ကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အပြုံးနဲ့ရှေ့ဆုံးကဝင်သွားတယ်။ဟိုလူကလည်းကျုပ်ကိုဥစားပေးတဲ့သဘောနဲ့ကြည့်တယ်။ ကျုပ်ကလည်းသူ့လက်တကြွယ်လေးမရှိတာကိုညှတာတဲ့အနေနဲ့သူ့ပဲဝင်ပါဆိုတဲ့သဘောနဲ့လက်ပြပြီးဦးစားပေးလိုက်တယ်။ဒီလိုနဲ့ပဲကျုပ်တို့သုံးယောက်ရှေ့စဉ်နောက်စဉ်ဆိုသလိုအထဲကိုဝင်ခဲ့ကြတယ်။အမှန်တော့ကျုပ်တို့သုံးယောက်စလုံးမှာတရားကိုတရားဦးစားပေးတဲ့ငင်းညာစရာအကြောင်းဘာမှမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့တိုက်ကြီးတွေကိုရောက်တဲ့အခါမှာမက်ရွှေချောကအရေးပြအထုကိုဆရာဝန်ကြီးရဲ့စီကင်းနေကိုဝင်သွားပါတယ်။ ရုပ်ကနိုင်ငံခြားလေရင်ကြီးစီကိုစလေရင်ရုံငယ်နေကို ဝင်ခဲ့ပါတယ်။ဟိုလူကတော့ဆန်နီယာဆရာအလိုရှိသည်လို့သတင်းစာထဲမှာကြေညာထည့်ထားတဲ့အင်ရှင်စီကို အလုတ်လာလျှောက်တာဖြစ်ပါတယ်။လက်စဲကြောင့်နဲ့တီးရတဲ့ဆန်နီယာကိုညာဘက်လက်လက်တကြွေလေးတစ်ချောင်းပြက်နေတဲ့ဆန်နီယာဆရာဟာဘလို့များလုံးမှာပါလဲ။သူအလုတ်မှရပါမလား။ဗရမများလက်စုပ်ကလေးနဲ့မရွှေချုံးမှာဘာအရေးပြရောဂါရှိနေလို့ ဒီစည်းကမ်းကိုလာရတာလေကျုံလက်တကြွယ်လေးတစ်ချောင်းပေါ်ကဗဒမြလက်စွပ်လေးကို အမတ်တမန်ငုံကြည့်မိတယ်။ဟွန်းနည်းနည်းတော့ပိုကြိုက်လာတယ်ထင်တာပဲ။ဒါပေမဲ့ကျုပ်ကတော့ရီးချင်နေ။ဝင်းဖေအမတ်45ဇွန်လ1993ရွှေမြူတီရုပ်ဆောင်မဂ္ဂဇင်းအဆုံးထိနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ thank you